ောထားတဲ့ဟိုဟာပေါ့နော်ကိုဝိုင်းအရန်စီကန်ကြီးရဲ့ဒါပေမဲ့ဒါပေမဲ့ကျွန်တော်ကကိုဝိုင်းစီကန်ကြီးတဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးဟုတ်ကျွန်တော်စီကန်ဖောက်ပြမဲ့လူမဟုတ်တဲ့အတွက်ကျွန်တော်ကိုဝိုင်းစီကန်ထဲမှာလည်းကျွန်တော်နေနိုင်တယ်ဘာဖြစ်ဆိုကျွန်တော်ကြိုက်တယ်ကိုဝိုင်းပါအဲကျွန်တော်လိုစီကန်ရှိတာကိုကျွန်တော်ကြိုက်တယ်ကျွန်တော်ချမ်းမြေပါကျွန်တော်ချမ်းမြေနေရာနေပြုဆောင်ရပါတယ်ဟုတ် ဒီကိစ္စမှာကျွန်တော်က delivery ပို့တယ်ပေါ့နော်ဒါပေမဲ့ဇလန်းကအဲတော့ကျွန်တော်တို့ interview သမားတွေကလူရှင်ကမကြည့်ရသေးဘူးဆိုကျွန်တော်ဘယ်လိုပြောပြရမလဲမသိဘူးပြလာကြည့်ပြီးတော့ဖေလာကြီးတို့ရိုးတည်ပါဖေလာကဇလန်းကိုဝတ်ထားတယ်အရန်တော့မများပါဘူးဒါပေမဲ့ထရေလာကြီးယုံနေတော့မရှင်းနိုင်ဘူးထင်တယ်အစိုက်ကိုအဲစိုက်ကိုနည်းနည်းဆန်တယ်နော်စိုက်ကိုနည်းနည်းဆန်တယ်သူ့မှာထရမာလေးရှိတယ် အဲ့အဲ့ဒါလေးကဟိုးငငယ်လေးရနေဖြစ်ခဲ့တဲ့ဟာလေနော်အဲ့အရာလေးကနေစတာအဲ့အဲ့လိုမျိုးအဲထီးကြံထီးကြံထီးကြံတင်ငယ်မှုများသွားတယ်မရှိရမရှိတဲ့နေအဲအဲ့ဒါကိုအဲ့ဒါကြောင့်တော့ကြည့်မှရတယ်အဲချောကလက်ကပြောလို့မရဘူးပြည့်ပြဿနာအဲချောကလက်မှာရှိအဓိကကတော့သူစိတ်ဝင်စားဖို့ကောင်းပါတယ်သူရဲ့အဲသူကအောက်တန်းစားလို့ခေါ်ခံရတာကိုချက်ဘူးအဲ့လို အခေါ်ခံရဖို့အတွက်ဟိုသူ့မှာဖြစ်ပေါ်လာတဲ့ဟိုအကျိုးကြောင်းလေးတွေရှိတယ်ပေါ့နော်အဲအဲ့အဲ့အဲ့အကျိုးကြောင်းလေးတွေနဲ့ဆက်ဆက်ပြီးတော့သူကဇလန်အဲ့သူကတော့ရှောက်သွားတာပေါ့နော်အဲ့မှာမင်းသမီးကလည်းအန်ဒီယာဟိုသူတည်ရင်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်နဲ့နားလည်မှုလေးတွေအဲလွဲတဲ့ဟာမျိုးတွေအဲအဲ့လိုမျိုးလေးပေါ့နော်တွစ်ရိုက်ရတာလေးရှိပါဆရာမရတဲ့လူတွေကတော့အနိုင်မြင်ပါတယ်ဒါပေမဲ့ဒီလိုပုံစံမျိုးတော့လည်းမတော်မတွေ့ဘူးပါဟုတ်ဒါပေမဲ့ရှိနိုင်ပါတယ် သူကလူဘွားဆိုတာအကြောင်းအရာမျိုးစုံနဲ့ရှိမှာပဲစုံလုံးကမ်းပြီးမယုံဘူးပေါ့အဲအဲ့တော့လေကြီးကြီးသူကဒီထဲမှာအချစ်ကလေးတွေလည်းပါတယ်အချစ်ခံလေးတွေတော်တော်မိုက်တာအဲအဲ့လိုပြီးရင်အဲ့လိုမျိုးဟိုအဲဒီလုံးနေပြန်ပြန်ခွဲသွားတဲ့ဟာတွေလည်းပါတယ်အဲ့လိုဖရမာလေးတွေလည်းပါတယ်ဆိုတော့အဲစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ခင်ဗျ အဲကျွန်တော်ကတော့လာရောက်ကြည့်ရှုပြီးတော့ဝေဖန်ပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်အဲအဲ့အတွက်တော့ကျွန်တော်ရဲ့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးပုံမှန်ကိုလုပ်ခွင့်ရတဲ့ဇလန်းလေးတွေကျွန်တော်စီရောက်လာတဲ့အတွက်ကျွန်တော်လည်းအကောင်းဆုံးတော့ကြိုးစားအောင်ပါဟိုဖြစ်လို့ပါအမှန်တော့ကာနကားကလည်းကတ်သွားလည်းပါတယ်ပြီးတော့သပင်ချိန်မှုတိုက်တွန်းတဲ့ပြည်သက်တွေကိုလည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်အဲကျွန်တော်သပင်ချိန်မှုနည်းနည်းလိုပါသေးတယ်တိခတ်ပြီးတော့ ဆောင်ပေးစီခြင်းပါတယ်အဓိကကျွန်တော်လည်းထပ်ပြီးတော့အဲစူးစမ်းပြီးတော့တခြား character တွေနဲ့အများစွာကျွန်တော်လုပ်ကြည့်ခြင်းပါနေတယ်အဲသပင်ကတော့တတ်နိုင်သလောက်ကျွန်တော်စူးစမ်းပြီးတော့၎င်းနဲ့၎င်းမတူအောင်မတူအောင်ကျွန်တော်စူးစမ်းပြီးတော့ပြင်ဆင်ပါမယ်လို့ပြောခြင်းပါတယ်ဒီကအမှတ်တရအများကြီးပဲကိုဝိုင်းနဲ့ဆိုတော့လေကိုဝိုင်းကကျွန်တော်တို့ကို detail တင်တယ်ဒီနေ့တင်တာမျက်လုံးအကြည့်စကားအပြော်လေးတန်းအဖြစ်ဖို့ ပြင်ရွှေကျေးဇူးတင်ပါတယ်ပြည်သားအပြီးအဖို့ဟိုဟာပြောရမယ့်ဟာလေးတွေပြင်နေရမှာညိတ်ကြတိုင်းကောင်းတာမဟုတ်ဘူးဒီမှာအဲ့လိုမျိုးပေါ့နော်အစုံဘလုံးပဲအစုံဘလုံးပဲပြောတာအဲ့လိုမျိုးဆိုတော့ပညာတွေလည်းအများကြီးရပါတယ်ပညာတွေလည်းအများကြီးရတဲ့အပြင်ဟိုဟာကျွန်တော်တို့ကကျွန်တော်ကကျတော့ရိုင်းရင်းနဲ့ကိုတင်နေရတာပေါ့အဲရိုင်းနဲ့တင်နေရတော့စကားတကားတကားဆိုရင်ကျွန်တော်မှာ အဲအာယုံလည်းအရန်ဆိုက်ရတယ်ပြီးတော့ဒီလက်ဟာတော့မှဆိုလို့ပေါ့နော်ပြီးရင်တကားတင်မိတိုင်းနဲ့တကားပြန်ကြည့်ရတယ်အော်ဒီကားမှာငါဘာဖြစ်နေ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 အဲကိုယ့်ဟာကိုပရိသတ်တွေကအားရတာတွေရှိပြီမဲ့လဲကျွန်တော်ကအဲအားရတာတွေလည်းရှိသူအားမရတာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကတော့အမြဲတမ်းအပြစ်ရှာနေရင်းနဲ့ပဲဟိုကလုပ်နေရပါတော့ပြီးတော့ကျွန်တော်ဒီဟာကို pre production ဆိုရင်လည်းကျွန်တော်တို့အမ်ဒီနေ့တနေ့ကုန်အဲ့လိုဟို၄၅ရက်ကျွန်တော်ဒီ dialogue တွေ ပြောရတယ်ကျင့်ရတယ်အဲတရားနဲ့တရားနဲ့တကယ်အတီးဟိုလောက်ရတယ်အဲ့တော့ဟို experience နေတော့ပို့ပြီးရပါတယ်ညာပို့ဝိုင်းရတော့သူလိုချင်တဲ့သူ့ရဲ့အဲဇလန်းဇညွန်းအတိုင်းသူပြောတယ်အဲ့ထဲမှာမှဟိုညီလေးဗာလေးလှုပ်ချင်တယ်ဗာလေးလှုပ်ချင်တယ်အဲ့မှာကျွန်တော်တယ်ပြီးတော့ဒီစကားလေးကတော့ဘယ်လိုကျွန်တော်ဘယ်လိုလေးပြောချင်တယ်ဘယ်လိုလေးပြောချင်တယ်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုလေးညှိနှိုင်းပြီးတော့လုပ်တယ်ပြီးတော့အဲ့လိုညှိနှိုင်းလုပ်ရင်းနဲ့ကျွန်တော်တည်ယူခဲ့ရပါတယ် တကယ်တမီကတော့ကျွန်တော်လည်းမသိပါဘူးအဓိကတော့ကျွန်တော်ကကိုဝိုင်းနဲ့ရရမယ်ဆိုတော့ကျွန်တော်ဂျားထဲမှာလည်းဟိုပြောထားတဲ့ဟာဟိုပါဘောနော်ကိုဝိုင်းအရင်စီကံကြီးရဲ့ဒါပေမဲ့ဒါပေမဲ့ကျွန်တော်ကကိုဝိုင်းစီကံကြီးတဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးဟုတ်ကျွန်တော်စီကံဖောက်ပြမဲ့လူမဟုတ်တဲ့အတွက်ကျွန်တော်ကိုဝိုင်းစီကံထဲမှာလည်းကျွန်တော်နေနိုင်တယ်ဘာဖြစ်ဆိုကျွန်တော်ကြိုက်တယ်။ကျွန်တော်အဲ့လိုစီကန်းရှိတာကိုကျွန်တော်ကြိုက်တယ်။ဘာဖြစ်ဆိုကျွန်တော်တင်ရင်လည်းစနစ်တကျ ်ဆိုတော့ကျွန်တော်အဲ့ဒါကိုတည်တည်ကြကြာကျွန်တော်နားထောင်နေကျွန်တော်လေ့လာရတယ်ကျွန်တော်လုပ်တယ်အဲအဲအဲ့လိုမျိုးပေါ့နော်အဲပြီးတော့မျက်လုံးနေကြော်ဒီကားထဲမှာနည်းနည်းလေးတခြားကားနဲ့တော့မျက်လုံးအကြည့်လေးနည်းနည်းလေးမတူဘူးတို့ကျွန်တော်ကျွန်တော်ခံခံစားရတယ်တော့ကျွန်တော်ခံစားရတယ်အဲဒါတော့ကိုဝိုင်းတင်ပေးတာပါနော်ကိုယ်ဝင်တင်ပေးတဲ့အတိုင်းကျွန်တော်အတိအကျတတ်နိုင်တယ်လို့ကျွန်တော်တတ်တယ်လို့ရေးနေကျွန်တော်စူးစမ်းကြည့်ပါ ခိုင်းတယ်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်ခဏခဏတော့မလို့ပါဘူးနဲ့ကျွန်တော်ခဏခဏမလို့ပါဘူးနှစ်ခါလောက်တော့လို့ပါနှစ်ခါလောက်တော့လို့ပါဥပမာဆိုရင်ပပါလီပဲလို့ရမှာဟာဆိုရင်ကျွန်တော်ကကျွန်တော်ပပါလီပဲဒါပေမဲ့နည်းနည်းလေးပူတယ်အဲအဲ့ဒါဆိုကိုဝိုင်းကတင်ပေးတယ်ပါတာရမ်းခတ်တယ်အဲအဲ့လိုမျိုးပါနော်အဲ့တော့ကျွန်တော်နောက်တစ်ခါပြန်လို့တော့ကြာတော့အဆင်ပြေသွားတယ်အဲအဲအဲ့လိုမျိုးလေးပဲနော်အဲ့လိုမျိုးလေးပဲကျွန်တော်ခဏခဏတော့ကျွန်တော်ပြန်မလို့အောင် ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကျွန်တော်ထင်နေ pre ဟို pre ကျွန်တော်တို့တေချာလုပ်ထားလို့ထင်တယ်။ဒါစကားတွေကလည်းအရန်ပြင်းတဲ့ရှည်တဲ့ဟာတွေလည်းပါတာပေါ့။ဟုတ်ကဲ့။နည်းနည်းတဲ့ဟာတွေပါတော့ကျွန်တော်ဒါတွေက pre မှာလည်းလုပ်ထားတယ်။ dialogue တွေကလည်းရနေပြီဆိုတော့ကို idea ကိုပဲကိုဂယုစိုက်ဖို့ပဲလိုတော့တယ်လို့ကျွန်တော်ထင်ပါတယ်။ကိုဝမ်းကလည်းအဲ့လိုဖြစ်အောင်လုပ်တာလို့ထင်ပါတယ်။ ဟိုဓာရီပရီမာလုတ်ထားတဲ့အရေးကြီးတဲ့ခန်းနေအကုန်လုံးကျွန်တော်တို့ကပရီလုတ်ထားတဲ့အတွက်တကယ်ကြိုက်ကူးရေးမှာအရန်ချုံးမွန်သွားပါကျွန်တော်ပါပါထူထူခတ်တယ်ကျွန်တော်အကုန်လုံးစူးစမ်းပြီးလို့ပါကျွန်တော်တဘာနဲ့လည်းမလုတ်တတ်ဘူးကျွန်တော်မှာတဘာလည်းမရှိဘူးဝါလည်းမရှိဘူးကျွန်တော်အခုအချိန်ထိတော့ဒီကားဆိုရင်ကျွန်တော်10ကားမြောက်ပေါ့နော်ကျွန်တော်3နှစ်အတွင်းမှာ10ကားပဲရှိပါနေတယ်ကျွန်တော်ယုံတင်တာကားတိုင်းကျွန်တော်တို့ခက်ခဲပါဘူးဟာသာလည်းဟာသာ fighting နဲ့ fighting drama လည်း drama ပါ အချစ်နူးအလွန်အဲ့လိုမျိုးပေါ့နော်အကုန်လုံးကျွန်တော်တို့ခက်ခဲပါတယ်ကျွန်တော်ကိုဝိုင်းနေတယ်ပညာရတယ်အချစ်မှဥပွားကိုဩရဇသူစောအကုန်လုံးစီကကျွန်တော်အကုန်တင်ပါတယ်ကျွန်တော်ဘာမှမတတ်ဘူးကျွန်တော်တို့တော့အကောင်းဆုံးကြိုးစားရတာပဲဇကားလေးနဲ့တကယ်ကောင်းပါတယ်ကိုကောင်းမွန်းလို့ကိုပြောရမှာပေါ့ကျွန်တော်လည်းမြန်မာကအရန်ကြိုက်တဲ့လူပါပဲအရန်ကြိုက်တဲ့လူပဲဆိုတော့ဟို ဆိုးရွားနေဘူးเนาะကျွန်တော်ပြောချင်တာကျွန်တော်ကအရန်ကောင်းတယ်လာကြည့်ပါလို့ပြောချင်တာမဟုတ်ပါဘူးဆိုးရွားနေဘူးเนาะကားလေးတကယ်ကောင်းပါလားတကယ်ခံစားခံစားနေတဲ့ရုပ်ရှင်နဲ့ကြိုက်တဲ့ပရိသတ်တွေဘူတော့ကျွန်တော်ကသိကြချင်ပါတယ်ခင်ဗျာလာရောက်ကြည့်ရှုဝေဖန်ပြီး30ပြီးပြောချင်ပါတယ်